ဥသောပထမရွှေဖြုံသည်အလုံး90ကိုခုတ်ပါတယ်ခင်ဗျာတန်က1850တော့ပါဟုတ်ကဲ့စုဖို့ရအစီ90ဘာပါသိပါလဲမနှွင့်နိုင်တော့ဘူးနော်ဒါကတော့ရှမ်းပင်ကပီပါဆက်လဲဆက်တယ်မှုလဲမှုလဲနော်ရှမ်းပင်ကပီပါရှမ်းပင်ကပီအထုပ်15တော့ပါခင်ဗျာနော်ရှမ်းပင်ကပီကဒီလိုလေးလာတာပါ ဟုတ်ကဲ့ဒါတော့တရုတ်ပင်ကပိအငန်လို့ခေါ်ပါတယ်နော်ဝတ်သားနှစ်ချက်တည်းနေရာမှာသုံးပါတယ်ဒါတွေကတော့ဟုတ်ကဲ့ခင်ဟကဆုံနဲ့ပင်စိမ့်တွေဖြစ်ပါတယ်ခုကျွန်တော်တို့ညှက်ထည့်ပါတယ်ညှက်ချိန်30နော်ဟုတ်ကဲ့ရွှေဖြုံလေးခုနအလုံး90ပါပြစ်ထည့်တယ်ခင်ဗျအောက်ကယူနီဖောင်းဝတ်စုနဲ့200အဝေးပါနော် ချိန်နဲ့အပြည့်အဝကြီးပါကဲဂျင်းလေးနည်းနည်းထည့်မယ်မှွေးနဲ့တို့စီလုံးဝမပါပါဘူးနော်ကျေတုံပြုထည့်တယ်မြုပ်သီးအချိန်30ထည့်ပါလေမြုပ်သီးသိန်းချိန်တွေကိုကြိတ်ထားလို့ပေါ့နော်အဆက်လေးတွေထည့်ပါခင်ဗျပေးစည်းရွက်ထည့်ပါတယ်ငံပြာရေးရတော့ငါးပိတ်တာတီတီထည့်ပါတယ်ခင်ဗျာ အံပြရင်ငါဖိတ်တာပါကဲကဲကဆော့နော်ကဲကဆော့လေးကဲဒါတော့ကျွန်တော်နော်စူဖို့ရက်ထဲပါလေစူဖို့ရက်တယ်နော်မွေးနေအောင်ကဲနာနာမွေးမယ်ဗျာဒါတရားတော့ဒါရှိလို့ခေါ်ပါလေတက်တက်လို့ဒါရှိမှုမှာနော်တုံးတော့စားတော့ရှိပါလေကဲဟင်းတင်းရအတွေ့အကြုံရပါပါဘီ ။အိုးအရင်စာကောင်းတဲ့ဟင်းလျာတခုပါနော်။အရင်စာကောင်းမဟင်းလျာချက်စီဟင်းလျာ။ဘလောက်မိန်လဲဆိုတာတွေ့ရပါလိမ့်မယ်နော်။တီမီကွိအာဟင်းပေါ်နော်။ဟောဒါလေးကိုကျွန်တော်တို့ဟင်းကျေမိုက်ပါတယ်နော်အရသာရှိတယ်စားလို့ရံကောင်းတယ်ဟွန်းဟွန်း တကယ်စားဖို့ကောင်းတယ်ဟင်းစီပါနော်စပ်ပြင်းနေနေနဲ့နော်အရာကပြင်းတယ်နော်ဟင်းကောင်းမှကောင်းဟင်းဒီလိုဒီလိုလေးဆန်းစားလို့လည်းရအောင်နော် တို့တာအညာချက်လေးပါကဲလေတရမစတင်ဘူးဗျာအာကောလေတရမချခြင်းလေနော်ခြံစည်းကိုဟင်းနေပါနော်อืม ူကဘယ်ရောင်ဟွန်းငါမျိုးတွေ့လိုက်တာတော်တော်ကောင်းလေပါ